မင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးလျက်ရှိပါတယ်အခုတင်ဆက်ပေးမယ့်သတင်းကတော့ခြောက်လုံးတန်းခွင့်တိုင်ရပြီဆိုတဲ့သတင်းဆောင်ပါတစ်ပုဒ်ကိုတင်ဆက်ပေးပါမယ်နေပြည်တော်ခြောက်လုံးတန်းကိုမြန်မာနိုင်ငံအတိုင်းဝိုင်းမှာတည်ကြပါတယ်မြန်မာနိုင်ငံကိုအုပ်ချုပ်ခဲ့သောဗိုလ်ချုပ်မှုကြီးတန်းရွှေအပါဝင်အခြားထိပ်ပိုင်းဗိုလ်ချုပ်ကြီးများဖြစ်သော ဒုဗိုလ်ချုပ်မူကြီးမောင်အေးဗိုလ်ချုပ်ကြီးတင်ဟသူရတင်အောင်မြေကိုဗိုလ်ချုပ်ကြီးတင်အေးဗိုလ်ချုပ်ကြီးရွှေမန်းနဲ့ဗိုလ်ချုပ်ကြီးသိန်းစိန်တို့နေထိုင်သောအိမ်အားများဖြစ်ကြပါသည်ပင်စင်စာထိပ်ပိုင်းဗိုလ်ချုပ်ကြီးများရဲ့ဗီလာမန်စီယံများကိုမြမပြည်ထိတ်တန်းခရိုနီကြီးများဖြစ်သောဥတေဇာဥထုံးမြင့်နိုင်ဥချစ်ခိုင်တို့ကတိဆောက်ပေးခဲ့ခြင်းဖြစ်ပါသည်ထိုနေရာကိုတော့ရာဇသင်္ကဟအဝိုင်းဟုတရားဝင်ခေါ်ပြီးဥတန်းရွှေအိမ်ပေးမှာတော့ ်ဥတင်အေးဥမောင်အေးနဲ့တင်ဟသူရတင်အောင်မြင်းဦးအိမ်တို့အစဉ်လိုက်ရှိပါတယ်။ဥသန်းရွှေအိမ်ကတော့ A1 ဖြစ်ပြီးဥမောင်အေးအိမ်ကတော့ A2 ဖြစ်ပါတယ်။ထိုအိမ်များသည်အေကနဲ့ချီကျဲဝန်ပြီးရေကူးကန်ကောက်ကွင်းနဲ့အခြားစိတ်အပန်းဖြေဇိမ်ခံပစ္စည်းများစွာကိုလည်းမိသားစုများအကြိုက်ထည့်သွင်းတိစောက်ပေးရခြင်းဖြစ်ပါတယ်။ ငလင်ကြီးလို့တော့ကာလအတွင်းမှာတော့၆လုံးတန်းလေးငလင်တန်းခံခဲ့ရပါတယ်အထိကိုက်ကတော့တိတ်မများဟု ဆိုပါတယ်မျက်နှာချက်များပြိုကျခြင်းနာရံများကွဲအပ်ခြင်းများဖြစ်ခဲ့သည်ကိုတော့သိခဲ့ရပါတယ်စီအင်ဂျင်နီယာများကတွားရောက်ပြင်ဆင်ပေးခဲ့ရသည်ဟုဆိုပါတယ်နေပြီးတော့ရာဇသင်္ကဟလမ်းတောင်းမှာတည်ရှိတဲ့အမှတ်39အစိုးရရုံအဆောက်အုံတစ်ခုငလင်လှုပ်ပြီးနောက်ဘူဂျုံကြီးသိန်းစိန်မိသားစုနဲ့ဘူဂျုံမူကြီးတန်းရွှေမိသားစုတို့ရန်ကုန်ကိုပြောင်းရွှေ့နေထိုင်ကြကြောင်းကောလာဟလများလည်းထွက်ပေါ်ခဲ့ပါသေးတယ် ၆လုံးတန်းမှာဘာတွေဖြစ်နေလဲဆိုတာကိုသိရဖို့ကခက်ပါတယ်။ရခိုင်နိုင်ငံရေးရာသီဥတုကောင်းစင်ကတော့တရုတ်၊စင်ကာပူ၊ထိုင်းတန်မန်များစီးပွားရေးသမားကြီးများထိုင်းခရိုနီကြီးများပါဝင်ဘူဂျုံဟောင်းများတရင်ကျွတ်နဲ့တကြံကာလာများတွင်တွားရောက်ကရဝပြုတွေ့ဆုံကြပါတယ်။အနာသိမ့်ပြီးနောက်ပိုင်းမှာတော့အသွားလာတွေကျဲသွားပါတယ်။နောက်ပိုင်းတွင်ခြောက်လုံးတဲ့လုံကြုံကြီးအဆောင်ချက်တွေကိုလည်းလဲပြစ်လိုက်ပါတယ်။ တရုတ်ကွန်မြူနတီပါတီနဲ့တရုတ်အစိုးရနဲ့အဆင့်မြင့်အရာရှိချင်းများလွန်ခဲ့တဲ့နှစ်နှစ်ခန့်ကဘဝရှင်မင်တရာကြီးကိုတွားရောက်တွေ့ဆုံခဲ့ဒီကိုတော့သတင်းများမှာဖတ်ရပါတယ်2024 2025 2025မှာတော့ချောင်းလုံးတန်းကជី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 မာစတာမိသားစုများအကြောင်းကဆုံဆုံမြုပ်သွားတာကို တွေ့ရပါတယ် ဘူဂျုတ်ကြီးတင်းစင်ကိုတော့တက်မတော်နေအခမ်းအနားများတွင်ကရော့ခံအနေနဲ့တွေ့မြင်ရပါတယ်ဘူဂျုတ်ကြီးတင်းအေးကိုလည်းမနစ်ကတွေ့မြင်ရပါတယ်၆လုံးတန်းက80ကျော်80တန်းဝင်အငိမ့်စားဘူဂျုတ်ကြီးများ၏အနေထားချမ်းမာရေးဘလို့ရှိနေတယ်လဲစိတ်ဝင်တစားဖြစ်စေမဲ့မိကုံးပင်ဖြစ်ပါတယ်ဘိုးချုပ်မူကြီးတန်းရွှေအပါဝင်ပင်စင်စားဘိုးချုပ်ကြီးများစစ်ကောင်စီထံမှခွင့်တိုင်နေရသည့်သို့သည့်တရင်ဖြစ်ပါသည် ဒုတိယဗိုလ်ချုပ်ကြီးဟောင်းတင်အေမကြသေးခင်ကရန်ကုန်ရှိပန်းလိုင်စေးုံကြီးမှာဆီယံဝန်နဲ့ချင်းဆိုထားခြင်းသူ့သွားခွင့်မရ စေယုံဆရာဝန်နဲ့တွေ့ဆုံခွင့်ကိုစာရေးပြီးတင်ရပါတယ်။ခွင့်တိုင်စာကိုစစ်ကောင်စီဘက်မှစီစစ်ပြီးခွင့်ပြုချက်ရယူဖို့အတွက်82နှစ်နာရီစောင့်လိုက်ရသည်ဟုမိသားစုဝင်များကပြောဆိုခဲ့ပါတယ်။ခွင့်ပြုချက်ရပြီးတော့မှရန်ကုန်ကိုဆင်းပြီးဆရာဝန်ကိုတွေ့ရပါတယ်။ထိတ်တန့်ခရိုနီတတိကြီးများလည်းနိုင်ငံသားကိုသွားမည်ဆိုလျင်ခွင့်တိုင်နေရသည်ဟုနေပြည်တော်သတင်းရက်ကွက်ကဆိုပါတယ်။ဗိုလ်ချုပ်မှုကြီးတန်းရွှေမိသားစုလည်းခွင့်တိုင်နေရပါတယ်။အဲအဝင်းအထွက်များကိုလည်းစီစစ်ခံနေရပါတယ်။ ဗိုလ်ချုပ်မှုကြီးတန်းရွှေသမတ်ဒေါက်တာနေဆိုးမောင်ကိုလည်းစစ်ကောင်စီကယခု23ရက်ဇန်နဝါရီလအတွင်းယခု23ဇန်နဝါရီလအတွင်းကပုံမှန်905ကကြီးနဲ့ဖမ်းဆီးပြီးထောင်တန်းသုံးနှစ်ချမှတ်ထားပါသေးတယ်။ဗိုလ်ချုပ်မှုကြီးတန်းရွှေသည်2000ခုနှစ်တွင် အာနာရှင်ဗိုလ်ချုပ်ကြီးနေဝင်တဲ့သူ၏သမီးဒေါက်ခင်ဆန္နာဝင်းကိုနေအကျေချုပ်ချခဲ့ပါတယ်။ဗိုလ်ချုပ်ကြီးနေဝင်မြေးများကိုတော့နရတိန်အချင်းထောင်သို့ပို့ဆောင်ခဲ့သူဖြစ်ပါတယ်။ ချောင်းလုံးတန်းတွင် ခွင့်တိုင်စရာမလိုသူဘိုးချုပ်ကြီးတဦးတော့ရှိနေတယ်လို့သိရပါတယ်ဒုဘိုးချုပ်မူကြီးဟောင်းမောင်းအေးပင်ဖြစ်ပါတယ်တက်မတော်ကြီးချုပ်တာဝန်ယူခဲ့ပြီးနဝတာနာအဖဒုဥက္ကဋ္ဌတာဝန်ကိုနှစ်ပေါင်း20ခန့်တာဝန်ယူခဲ့သူဖြစ်ပါတယ် DSC အမှတ်စဉ်တင်ဆက်လဲဖြစ်ပါတယ်။ဥမာအေးကယခုအခါမှာတော့လေးဖြတ်ယောဂါကြောင့်လူနာတင်လက်တွန်းလဲနဲ့နေထိုင်နေရသူဖြစ်ပါတယ်။သူသည်တမရော်ကာကွယ်ဦးစည်းချုပ်ဘိုးချုပ်မူကြီးဟောင်းဦးတန်းရွှေနေရာကိုယခုလက်ရှိစစ်ကောင်းဆောင်ဘိုးချုပ်မူကြီးမင်းအောင်လိုင်ကိုပေးဖို့အတွက်မှတ်ချက်ပေးခဲ့သူဖြစ်ပါတယ်။ဘိုးချုပ်မူကြီးမင်းအောင်လိုင်လည်းရာဇသင်္ကအဝိုင်းရှိထိုးချောက်လုံးတန်းမှာပင် သူ့အတွက်အင်တော်တလုံးကိုလွန်ခဲ့တဲ့နှစ်များအတွင်းကစတင်ပြီးတည်ဆောက်နေပြီဖြစ်ပါတယ်ထို့အပြင်ဒုဗိုလ်ချုပ်မူကြီးဟောင်းမောင်အေးဤလူယုံတော်များသည်ဒုဗိုလ်ချုပ်ကြီးကျော်စွာလင်းအပါအဝင်ယနေ့တွင်မြန်မာစစ်တပ်၏ထိပ်ပိုက်နေရာများကိုရယူထားကြပြီဖြစ်ပါတယ်လက်ရှိကာကွယ်ဦးစီးချုပ်ယုံကြီးမှဒုဗိုလ်ချုပ်ကြီးမျိုးမအောင်တည်လေဒုဗိုလ်ချုပ်မူကြီးမောင်အေးတူတော်ဆက်ချောင်းတရားပါတယ်2023ခုနှစ်စက်တင်ဘာလတွင်က အဂတိလိုက်စားမှုဖြင့်အေးအေးယူခံရသောစေကောင်းဆောင်မင်းအောင်လိုင်၏ညာလယုံဒုဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းသည်လည်းဒုဗိုလ်ချုပ်မှုကြီးမောင်အေး၏လူပင်ဖြစ်သည်ဟုဆိုပါရယ်ယခုစေကောင်းဆောင်အပေါ်မှာဒုဗိုလ်ချုပ်မှုကြီးမောင်အေး၏ဂျေဇူးတွေအများကြီးရှိခဲ့ပါရယ်အာနာရှင်အောင်ဦးတန်းရွှေကဒီကွက်တွေကိုနောက်ကျမှသိရှိသဘောပေါက်သွားခဲ့သည်ဟုဆိုပါရယ် ဥမောင်ကြီးကသူ့ကိုတကွက်ကြောသွားသည်ကိုနောက်မှသိလိုက်ရခြင်းဖြစ်ပါသည်။ခြောက်လုံးတန်းမှာဘိုးချုပ်ကြီးအေးဟုတပည့်တာဝကများကချစ်စနိုးနဲ့ခေါ်ဆိုသူတို့အသည်ခွင့်တိုင်စရာမလိုသောစင်ရင်ပေါက်သူဖြစ်ပြီးကျန်သူများကတော့ခွင့်တိုင်ရမည့်စင်ရင်ဝင်များဖြစ်သွားခဲ့သည်ဟုဆိုရမည်ဖြစ်ပါသည်။မန္တလေးတိုင်းညာဦးမြို့နယ်တွင်စစ်ကောင်စီကအုပ်ချုပ်ရေးမှူးများနှင့်စစ်တပ်အတွက်အလုံးလုံးပေးနေသူ၅ဦးပြစ်ခတ်ခံရပြီးတိတ်ဆုံသွားကြောင်းပကံဘလူးတပ်ဖွဲ့မှတာဝန်ရှိသူတို့ကပြောကြားပါရသည် ်ဧပြီလ19ရက်ညပိုင်းညဦးမြို့နယ်ရွာပလဲကျေးရွာအကျန်းဖက်စစ်ကောင်စီခန့်ကျေးရွာအုပ်ချုပ်ရေးမှူးခင်မောင်ကြီးနဲ့စေအိမ်မှုနိုင်လင်းစိန်တို့ကိုတော်လိုင်းရေးတပ်ဖွဲ့တခုကဝင်းရောက်ပစ်ခတ်ရာမှာတိုက်ဆုံသွားကြောင်းသိရပါဗျ။အလားတူဧပြီလ18ရက်ည8နာရီခန့်ကလည်းညဦးမြို့နယ်မြင်းနီကျေးရွာအုပ်ချုပ်ရေးမှူးရဲတင်းနဲ့အကျန်းဖက်စစ်တပ်အတွက်အလုပ်လုပ်ပေးနေသူအုပ်ချုပ်ရေးမှူးရဲဤတမန်ဇော်မင်းတေခေါ်စမုံတို့ကိုတော်လိုင်းရေးတပ်ဖွဲ့တခုကဝင်းရောက်ပစ်ခတ်ရာမှာတိုက်ဆုံသွားခဲ့ကြောင်းသိရှိရပါဗျ။ ထို့ပြင်အေဗီလာ18ရက်နေ့ည7:00နာရီကညာဦးမြို့နယ်မြေတင်တွင်ချင်းရွာအကျန်းဖက်စစ်ကောင်စီကအုပ်ချုပ်ရမှုရဲထုံးကိုတော်လိုင်းရေးအဖွဲ့တစ်ခုကပြစ်ခတ်ရှင်းလင်းခဲ့ရာတည်ဆုံသွားကြောင်းသိရပါဗျပြစ်ခတ်ရှင်းလင်းခံရသည့်စစ်ကောင်စီကအုပ်ချုပ်ရမှုများနဲ့စစ်ကောင်စီထောက်တိုင်များသည့်ပြည်သူလူထုအပေါ်မတရားအနိုင်ကျင့်ချိမ့်ချောက်ခြင်းစစ်မှုထမ်းခြင်းဟုဆိုကာပြည်သူများထံဆက်ကြီးကောက်ခံခြင်းလူငယ်များကိုအတင်းအဓမ္မစစ်တပ်အတွင်ထည့်သွင်းခြင်းတို့လှုံ့ဆော်နေသူများဖြစ်ကြောင်းသိရှိရပါသည် ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့အုပ်ဖို့တွင် PDF တွေတည်ရဲရင်လာခဲ့ဟုစိန်ခေါ်ခဲ့သည့်ငရှင်ယိုးအုပ်စုအုပ်ချုပ်ရေးမှူးနိုင်ဦးပြစ်ခတ်ခံရပြီးတည်ဆုံတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းအုပ်ဖို့မြို့နယ်တွင် PDF တွေတည်ရဲရင်လာခဲ့ဟုစိန်ခေါ်ခဲ့သည့်ငရှင်ယိုးအုပ်စုအုပ်ချုပ်ရေးမှူးနိုင်ဦးပြစ်ခတ်ခံရ၍ပွဲချင်းပြီးတည်ဆုံခဲ့ကြောင်းတာယာဝတီ KIPDF မှတာဝန်ရှိသူတို့ကပြောဆိုပါရသည်။ ခမန်နေအေဘီလာ20ရက်မနေ့6နာရီ10မိနစ်ခန့်အချိန်အုပ်ပုံမျိုးနဲ့ចောင်းစုရွာတွင်နေထိုင်သောငရှင်ရိုးအုပ်စုအုပ်ချုပ်ရေးမှူးနိုင်ဦးသည်လူငယ်များကိုပေါ်တာဆွဲဖန်စီရန်ငရှင်ရိုးရွာအလူတို့ရောက်ရှိနေစဉ်တာယာရီခိုင်တရင်383နှစ်တက်ခွဲလေးနေအောင်ပြောက်ကြားတပ်ဖွဲ့မှဒေါ်လာရေးရဲဘော်များကငရှင်ရိုးရွာလေအလူမန်းတက်အနီး၎င်းကိုပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါသည် ရင်းတိုက်ခိုက်မှုအတွင်အုပ်ချုပ်ရေးမှုနိုင်ဦးသည်ဦးကောင်းတက်တဲ့တနက်ကြီးစံတစ်ချက်ထိမှန်ပြီးပွဲချင်းပြီးဒေဆုံးက၎င်းထံမှ လက်ပြပုံနှလုံးမိုဘိုင်းဖုန်းတစ်လုံးငွေသားသသိန်းကျပ်နဲ့မှတ်ပုံတင်တစ်ခုလိုကိုတင်စီရရှိခဲ့ကြောင်းသိရှိရပါတယ်စစ်ကောင်စီကအုပ်ချုပ်ရေးမှုနိုင်ဦးသည်အကြမ်းဖက်စစ်တပ်ကထုတ်ပေးထားသည့်တနက်နေ့လက်ပြပုံပြ၍ပြည်သူများထံမှစစ်မှုထမ်းကျေးဥစိုးကငွေကြေးများချင်းချောက်ကောက်ခံခြင်းလူငယ်များကိုအတင်းကျပ်ဗော်တာဆွဲဖမ်းဆီးရုံသာမကား အသက်60ကျော်ရွယ်အမျိုးသားများကိုပါဘော်ဒါဆွဲဖမ်းဆီးချိန်ချငွေညစ်ခြင်းတော်လန်ရေးတပ်ဖွဲ့များနှင့်ပြည်သူများအားဆဲဆူစိန်ခေါ်ခြင်းအုပ်ဖို့မျိုးအနောက်ချမ်းရှိခြေရွာများကိုစာကားဆများနှင့်အတူဘော်ဒါဆွဲဖမ်းဆီးခြင်းများလှုပ်ဆောင်နေခြင်းကြောင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်အုတ်ကြီးနိုင်ဦးက PDF တွေတည်ရဲရင်လာခဲ့အုတ်ဖို့အနောက်ချမ်းကိုလာခဲ့ကြငါစောင့်နေမယ်လို့စိန်ခေါ်တယ်။ခုမြအလူလာမဲ့လူငယ်တွေကိုအုတ်ကြီးနိုင်ဦးနဲ့စခါတွေကပေါ်တာဆွဲမဲ့အတွင်တည်င်ရလို့ငရှင်ရိုးကိုသွားပါတယ်။ ရွာလေကအလူမန်းတပ်မှာထိုင်နေတဲ့သူ့ကိုအပြင်းခေါ်ထုတ်ပြီးခေါင်းကိုတနက်နဲ့တစ်ချက်ပြစ်ခတ်ရှင်းလင်းလိုက်တာပါဒီကောင်ကသူ့အုပ်ချုပ်တဲ့ငရှင်ရိုးအုပ်စုကရွာလေပြင်အုပ်ဖို့မျိုးအနောက်ချမ်းကထူကုန်းအုပ်စုမတောင်တောင်အုပ်စုနဲ့နန်းနွင်းကုန်းအုပ်စုတွေကရွာလေကိုပါစားခရီနဲ့ဒူရွာစင်လက်ပေါ်တာဆဲနေတာဟုတာယာရီခန်ပီဒီအမတာဝန်ရှိသူတို့ကပြောပါရတယ် ဒါယာဝရီခရိုင်တရင်383များနဲ့တက်ခွဲလေးမြေအောင်ပြောက်ကြားတက်ခွဲအနေဖြင့်ပြည်သူများနဲ့ဒွန်လန်ရေးတက်ခွဲများကိုဒုက္ခပေးနေကြသည့်စစ်ကောင်စီနဲ့တောက်တိုင်များကိုအရှိန်မြင့်တိုက်ခိုက်သွားမည်ဖြစ်၍၎င်းတို့အနီနေထိုင်သွားလာခြင်းများလုံးဝမပြုလုပ်ကြရန်အတိပေးနှိုးဆော်ထားကြောင်းသိရှိရပါသည်